မင်္ဂလာပါရှင်ဒီနေ့မှာတော့အသက်အရွယ်ရပ်လာတဲ့အခါလူတော်တော်များများကြုံတွေ့ရတတ်တဲ့ပြဿနာတစ်ခုအတွက်အရန်ကိုထိရောက်တဲ့ကိုတွေ့သဘာဝမီးလန်းလေးတစ်ခုကို မျှဝေပေးသွားမှာဖြစ်ပါတယ်နော် အသက်ကြီးလာတဲ့အခါမှာအသားပိုအဖူးလေးလေးဒါမှမဟုတ်မျက်ချောက်လိုအဖူးအသီးလေးတွေမျက်နှာနဲ့ခန္ဓာကိုယ်ပေါ်မှာထွက်လာတတ်တာမျိုးကြုံဘူးကြမှာမှာအလှပအတွက်စိတ်အနှောင့်အယှက်ဖြစ်ရပါတယ်ဒါကိုဓာတုပစ္စည်းမပါဘဲ တဘာဝနီလန်းချဘလို့ဖြည့်ရှင်းရမလဲစိတ်မပူပါနဲ့ဒီအတွက်လိုအပ်တာကတော့ယောရှိနဲ့ပစ္စည်းနှစ်ခုပါပဲအဲ့ဒါတွေကလဖန်းအညွတ်နဲ့တန့်စင်နဲ့အုံးစီကိုကိုနတ်အိုင်းပဲဖြစ်ပါလေရှင်ပြုလုပ်ရတာလဲလွဲပါတယ်နော်ပထမဆုံးအနေနဲ့လဖန်းအညွတ်အနေငယ်ကိုယူပြီးတော့တန့်စင်နဲ့အုံးစီထဲမှာစိန်ထားလိုက်ပါအညွတ်ရဲ့ဆေဖာဗန်အာနီတင်တွေစီတဲကိုရောက်အောင် ခဏလောက်အချိန်ပေးထားပါပြီးရင်တော့ဒီစိန်ထားတဲ့စီကိုယူပြီးကိုဖျက်ရှားခြင်းနဲ့အသားပိုးဒါမှမဟုတ်မဲ့ချောက်အဖုပေါ်ကိုဝန်းလေးနဲ့ဖြစ်စီလက်ချောင်းလေးနဲ့ဖြစ်စီခယူတဆိုင်တို့တို့ပြီးလင်းပေးပါနော်အံဩစရာကောင်းတာကဒီလိုပုံမှန်တို့ပေးတာနှစ်ရက်လောက်ပဲကြာတဲ့အခါမှာ အသားပိုးလေးတွေဟာသူ့အလိုလိုညိုးသွားပြီးပျောက်ကယ်သွားတာကို ကိုယ်တိုင်တွေ့ရပါလိမ့်မယ်ဒါကတကယ်ပဲ ကိုတွေ့ထိရောက်ခဲ့တဲ့နီလန်းဖြစ်လို့ယုံကြည်စိတ်ချစွာမျှဝေပေးတာဖြစ်ပါတယ်။တဘာဝကပေးတဲ့ဒီရိုးရှင်းတဲ့နီလန်းလေးကအသားရည်အတွက်စိတ်မပူစရာမလိုပဲလှပစေဖို့ကူညီပေးပါလိမ့်မယ်။စမ်းကြည့်ကြပြီးရလာတဲ့ရလတ်တွေကိုလည်းပြန်လဲမျှဝေပေးကြပါဦးနော်။ကျေးဇူးတင်ပါတယ်ရှင်။